ကမ္ဘာအဆိုးဆုံးတစ်စေကျွန်းဒီနာမည်ဟာဒီကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ရှင်ရင်ဘာမှမဟုတ်သေးပါဘူးဖိုဗက်လီယာကျွန်းရဲ့ကြောက်မုတ်ဖွယ်ရဲ့တမိုင်းကျောင်း လိယောဂဖြစ်တဲ့လူထောင်ပေါင်းများစွာကိုစွန့်ပစ်ထားပြီးတည်စီခဲ့တဲ့နေရာအချိန်ကစိတ်ဒဇဆေးုံတွေကအော်တန်တွေပဲ့တင်ထက်ခဲ့တဲ့နေရာပြီးတော့မြေကြီးကလူရိုးပြတွေနဲ့ရောနေတယ်လို့ဒေသခံတွေကပြောကြတဲ့နေရာဒါကတော့အီတလီနိုင်ငံဗင်နစ်မြို့နယ်မိနစ်ပိုင်းလေးပဲဝေးတဲ့ပိုဗက်ဂလီယာလို့ခေါ်တဲ့ကျွန်းပဲဖြစ်ပါတယ်ဒီကျွန်းကိုကမ္ဘာပေါ်မှာတရေအချောက်ဆုံးကျွန်းလို့ခေါ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ ပြီးတော့ဘာလို့ဒီနေ့အထိလူတွေကဒီကျုံးကိုတရေချောက်တော့မယ်လို့ယုံကြည်နေကြတာလဲဒီနေ့မှာတော့တောင်းရုံလေပဲခွင့်မပြုထားတဲ့ကြောက်မဖွယ်ရဒန်နာယီပြည်နေတဲ့ပိုဗက်ဒီယာကျုံးရဲ့ထိတ်လန့်စရာသမိုင်းကိုဖော်ထုတ်ပြပြတော့မှာဖြစ်ပါတယ်ဒီဇလန်က14ရာစုနောင်ပိုင်း1350ဝန်းကျင်မှာစခဲ့ပါတယ် အဲ့ဒီအချိန်ပင်းရမန္တရာပတိစီသူစကိုင်းမှာအတင်ခရာစောယွန်းရဲ့မြေရွှေတောင်တက်နေဟန်တာဝရီမှာပညာဦးကိုအုပ်ချုပ်နေတဲ့မြန်မာနိုင်ငံရဲ့တုံးပြီတောင်ခင်ဖြစ်ပါတယ်။ပကံပြည်ပြိုကွဲကစားပထမအင်းဝမင်းဆက်မပေါ်ထုံးမီချားကလာဖြစ်ပါတယ်။အချိန်ချိန်ထိုးကြည့်လို့ရအောင်လို့မြန်မာတမိုင်းနဲ့ရှင်ပြောပြတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကအလွန်အကြောင်းဝတ်ဖွယ်ရာကောင်းတဲ့ပလက်ယောဂါဟာဥရောပတစ်ခွင်လုံးကူးဆက်ခဲ့ပြီးတော့ Venice မြို့လေဆူဆူရွရွကိုခံခဲ့ရပါတယ်။ ကူးစမ်းမှုမပြတ်ပွားအောင်အာနာပိုင်တွေကပိုဗက်ကလီယာကျွန်းကိုယောဂထိန်းချုပ်ရေးဇုံဖြည့်တတ်မှတ်လိုက်ပါတယ်။ယောဂကူးစမ်းနိုင်တယ်လို့တန်မြားရှိတဲ့သင်္ဘောတွေနဲ့လူနာတွေကိုဒီကျွန်းစီပို့ပြီးတော့စောင့်ကြည့်ကြပါတယ်။ယနေ့ခေကွာရန်တင်းဆိုတဲ့ဇာကားကလည်း finish မျိုးနဲ့မဝင်ခင်မတင်ကားစရာလေတွေသင်္ဘောတွေကိုပိုဗက်ကလီယာကျွန်းမှာရက်၄၀စောင့်ကြည့်ရကနေလာပါတယ်။အီတလီလိုကွာရန်တာဆိုတာ၄၀ဖြစ်ပါတယ်။ ဒါပေမဲ့ဒါဟာကွာရန်တင်းလုပ်ခိုင်းတာနဲ့မတူဘဲတည်ရန်ချမှတ်ခံရတာနဲ့ပိုတူပါတယ်။ကိုရိုင်းကမကူးနေသေးရင်တော့အကုန်ရောနှောထားတဲ့အတွက်ကူးပြီးတည်ဖို့ပဲရှိပါတယ်။ပြောရရင်တော့ဒီကျုံးမှာကွာရန်တင်းဝင်ရတာဟာတည်လန်းကိုရှောက်ရတာနဲ့အတူတူပါပဲ။အာနာပိုင်တွင်ကိုရိုင်းကယောဂါကိုထိန်းချုပ်ဖို့နီလန်ရှာမတွေ့ခဲ့ပဲမနိုင်မနှင်းဖြစ်လာတာကြောင့်အကျန်းဒီတုံးဖြည့်ရှင်းခဲ့ရတဲ့ကာလဖြစ်တာမို့အတန်းဟင်နေစေလူနာတွေကိုမီးရှို့တကြိုးပြစ်တာ မသိမရှင်းတွေကိုအစုလိုက်အပြုံလိုက်ကျင်းကြီးတူပြီးမြုပ်ပစ်တာတွေလုပ်ခဲ့ကြပါတယ်။တမိုင်းပညာရှင်တွေခန့်မှန်းတာအရလူတသိန်းကျော်ဟာဒီကျုံးပေါ်မှာတည်ဆုံးခဲ့ကြရပါတယ်။ဒီနေ့အချိန်ထိတောင်ဒေတာကန်တွေကမြေကြီးတူးလိုက်ရင်အရိုးတွေကိုရှာတွေ့သိရှိတယ်လို့ပြောကြပါတယ်။တချို့ဆိုရင်ဒီကျုံးရဲ့မြေသား90ရာခိုင်နှုန်းဟာပလိတ်ယောဂအတွက်မီးရှို့ထားတဲ့အလောင်းပုံကြီးတွေရဲ့အရိုးပြတွေလို့ဆိုတဲ့အထိဖြစ်ပါတယ်။ဒါကတော့ဒီကျုံးရဲ့ကြောက်စရာကောင်းတဲ့တမိုင်းကျောင်းပထမအဖြတ်ဖြစ်ပါတယ်။ဒုတိယအဖြတ်ကတော့အခုလာပါမယ်။ ရာစုနှစ်များစွာကြာပြီးတဲ့နောက်20ရာစုအစောပိုင်းမှာတော့ပိုဗက်ကလီယာကျွန်းကိုစိတ်တစားစေးုံဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။အဲ့ဒီမှာဖြစ်ပြခဲ့တာတွေကပဲဒီကျွန်းရဲ့ကြောက်မက်ဖွယ်ရာဂုံတရင်ကိုပို့ပြီးတော့တိုးစေခဲ့ပါတယ်။ဒီလောက်လူတွေအုံနဲ့ချင်းနဲ့တည်ထားတဲ့နေရာမှာစိတ်တစားစေးုံစောက်ဖို့အကြံရတဲ့သူကတော့တော်တော်ညံကောင်းပုံရှာပါတယ်။ဒနာယီကပြောရရင်ဆရာဝန်တွေကလူနာတွေကိုရက်ဆက်တဲ့စမ်းသပ်မှုတွေလုပ်ခဲ့ကြပါတယ် ဥပမာရန်တမ်းပြီးအုံနောက်အာယုံကျော်ဖြတ်ထုတ်တဲ့ lobotomy လို့ခေါ်တဲ့ခွဲစိတ်မှုမျိုးတွေပေါ့။ဆရာဝန်တဦးဆိုရင်တော်တော်လေးနာမည်ဆိုးနဲ့ကြော်ကြားခဲ့ပြီးသိပ္ပံပညာအမိခံကလူနာရီကိုညှဉ်းပန်းနှိပ်စက်ခဲ့ရတာကနေနောက်ဆုံးမှာတော့ကိုယ်တိုင်ယူသွတ်သွားခဲ့ပါတယ်။ဒေတာကန်တွေပြောတာကတော့သူဟာဆေးရုံရဲ့ခေါင်းလောင်းမျောစင်ကနေခုံချသွားတာလားတွန်းချခံရတာလားမသေးဝဲပဲနဲ့ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကြတဲ့ဒဏ်ကို အသက်ရှင်ခဲ့ပေမဲ့ခဏကြာတော့တရဲလိုမြူကုန်းငွေတွေနဲ့လဲမဲညစ်သက်ခံရတယ်လို့ပါဇက်ရာဇဝင်တွင်ပါတယ်။ဒီဈေးဝင်ကို1968ခုနှစ်မှာပိတ်လိုက်ပေမဲ့ပြစ်ထားတဲ့အဆောက်အုံတွေကတော့အခုထိရပ်တည်နေတုန်းဆွေးမြေ့ပြီးတိတ်ဆိတ်နေတုန်းဖြစ်ပါတယ်။ဒီကျုံးကိုတတိရှိရှိဝင်ရဲခဲ့တဲ့တရဲရှာဖွေသူတွေကအော်ဟစ်တန်တွေအရိတ်တွေပြီးတော့ခေါင်းလောင်းမျောစင်ကအတန်ပီယာတွေကိုကြားရတယ်လို့ပြောကြပါတယ်။ ေါင်းလုံးမျောခြင်းအတန်းကြီးရယ်ဆိုလို့ခေါင်းလုံးကြီးရဲ့အိမ်သားမှာရှိသေးလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။တကယ်တမ်းတော့ခေါင်းလုံးကိုလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကလေးကဖြုတ်ထားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပလိန်ကြီးခေါင်းလုံးမျောခြင်းရအတန်းထွက်နေတာဖြစ်ပါတယ်။ဒီနေ့အချိန်မှာတော့ပိုပဂလီယာကျွန်းကိုတွားရောက်ခွင့်တားမြစ်ထားပါတယ်။အီတလီအစိုးရကလူအများတွားရောက်ခွင့်ကိုတရားဝင်ပိတ်ပင်ထားလိုက်တာဖြစ်ပါတယ်။ ဒေသခံအားဖန်သမားတွေတော်မှာကန်ဆိုးတာတွေလက်တိတ်တာတွေကြုံမှာဆိုလို့အနာမကက်ရဲကြပါဘူးအစိုးရတရက်ကိုယ်တိုင်ကကျွန်းတကျွန်းကိုတရဲချောက်လို့ဆိုပြီးပိတ်ထားရတယ်ဆိုတဲ့ကဘလောက်ထိအချင်းနေဆိုးမယ်ဆိုတာကိုတော့တွေးကြည့်လို့ရနိုင်ပါတယ်ဒါပေမဲ့တဘောင်းလိုဖြစ်ရမှစစ်ဆေးသူတွေကတော့ကျုံးကိုသွားခဲ့ကြပါတယ်။ Ghost Adventurers လို့အစီအစဉ်တွေကအကောင်မမြင်ရတဲ့ညီးတွားတန်တွေ၊ခိုနားလက်ခနဲ့ဒီနားလက်ခနဲ့မြင်ရတဲ့အရေးတွေ ရုတ်တရက်အရေးပြားပေါ်လက်သိမ်းနဲ့အကုတ်ခံရတာနဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေအများကြီးခံစားရတယ်လို့ဖော်ပြခဲ့ကြပါတယ်။ဒီကျောင်းကသူတို့ကိုအလိုမရှိတဲ့ပုံစံမျိုးပုံဝန်းကျင်အဝိသက်ကိုယ်တိုင်ကလေးလံနေတဲ့ပုံစံမျိုးကြုံခဲ့ရတယ်လို့ပြောကြပါတယ်။မတည်သေးပဲမိတရိုခံရမိမျိုးတက်ခံရတဲ့ပလိတ်ယောဂတဲ့ရဲ့ဝိညာဉ်တွေဥပဒေမဲ့စမ်းသက်ခံခဲ့ရတဲ့စိတ်ဝေဒနာတဲ့ရဲ့ဝိညာဉ်တွေဟာဒီနေ့ဒီချိန်ထိကျောင်းပေါ်မှာလှည့်လည်သွားလာနေကြတဲ့ဖြစ်တယ်လို့အများကယုံကြည်ကြပါတယ် ေသခံတွေကရောသူတို့နားမှာဒီလောက်တရေ6ကျန်းနဲ့ကျွန်းရှိနေတာကိုဘာတွေပြောကြမလဲတချို့ကညလေအေးလေးတွေမှာရေပြင်ကိုဖြတ်ပြီးငိုတန်တွေကြားရတယ်လို့ဆိုကြတယ်တချို့ကြတော့ဒီမြေကြီးကိုယ်တိုင်ကိုယ်ကကျင်းစာတင့်နေတာဒါကြောင့်တေဆုံးသူတွေရဲ့စွမ်းအင်တွေကိုစုပ်ယူထားတဲ့အတွက်ဘာမှဆိုင်လို့မဖြစ်ထုံးဘူးလို့ပြောကြပါတယ်ဒါပေမဲ့ခဏလောက်ပြန်စဉ်းစားကြရအောင်ပူပကလီယာကျွန်းဟာတကယ်ပဲတရေ6နေတာလား ဒါမှမဟုတ်တမိုင်းเจ้าကဖန်ပြီးလိုက်တဲ့စိတ်ထင်အောင်ထင်မှားဖြစ်မှုတက်တန်လားတေချာချင်းချင်းကြည့်မယ်ဆိုရင်လေဒီကျွန်းရဲ့နာမည်ဆိုတာလက်ခံနိုင်စရာရှိပါတယ်ဒီကျွန်းဟာအစုလိုက်အပြုံလိုက်လူသေးတွေမြုပ်ပစ်ခဲ့တဲ့တင်းကြိုင်းမြေဖြစ်ခဲ့ပါတယ်လူတောင်းနဲ့ချီပြီးဝေဒနာခံစားရင်တည်ဆုံးခဲ့ကြတယ်ပြီးတော့စိတ်တစစီယုံဖြစ်လာတယ်ဒါဟာလေဒုက္ခဆင်းရဲတွေနဲ့ဆက်နွယ်နေတဲ့နေရာပဲဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်မှာအချင်းချင်းကြီးလူသူမရှိဆုံးပစ်ထားတဲ့အဆောက်အအုံအပြက်တွေ ပျက်စီးနေတဲ့အပျက်စီးပေါင်းများစွာနဲ့ရာဇဝတ်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့ရိုးရာပုံရိပ်တွေပေါင်းလိုက်တဲ့အခါမှာပြီးပြည့်စုံတဲ့တရေပုံရိပ်တခု ဖြစ်လာပါတယ်။အဓိကအခြားတော့ဒါပါပဲတရေတွေမရှိဘူးဆိုရင်တော့ Power Clear ကျွန်းတကျွန်းလုံးကလူထောင်တောင်းချီမြုပ်ထားတဲ့တင်းကြီးမြေကြီးဖြစ်နေစေပါပဲ။အဲ့ဒီတခုလည်းကိုယ်ကကြောက်ဖို့လုံလောက်နေပါပြီ။ဒါဆိုရင် Power Clear ကျွန်းဟာကပောက်မှာတရေအချောက်ဆုံးနေရာဖြစ်နိုင်မလား။ဖြစ်ရင်လည်းဖြစ်မှာပေါ့။တူထက်ကြမ်းတဲ့နေရာတွေလည်းရှိကောင်းရှိမှာပါပဲ။ ဘလိုပဲဖြစ်ဖြစ်ဥယောမတိုက်မှာတော့အမောင်စွမ်းရင်အကြီးဆုံးနဲ့ဝင်ခွင့်အတင်းကျပ်ဆုံးနေရာတွေကတခုဖြစ်ကြံရှိနေတော့ဖြစ်ပါတယ်တကယ်လို့ဗင်းနစ်ကိုမြန်အလဲပတ်ရောက်သွားတဲ့အခါပိုဖာဂလီယာကျွန်းကို မြင်ရှင်စိတ်ပေါ်လာခဲ့ရင်တော့ဆက်လီငါးပြီးတွားလို့ရပါတယ် psych အလားစားတာပါအစိုးရကလည်းတွားခွင့်ပေးမှာမဟုတ်ဘူးလို့ဒေတာကန်တွေကလည်းလိုက်ပို့ပေးရမှာမဟုတ်ပါဘူး ိုယ့်ဘာသာလေးစားပြီးတကူတကတရေသွားအချောက်ခံရင်တော့တရေနဲ့မတွေ့ခင်ရင်းနဲ့ရင်တွေ့မှာဖြစ်ပါတယ်ဒီတော့တချို့နေရာတွေကရွာဖို့မထိုးပဲတရေတွေအတွက်ပဲခြံထားခဲ့တာပူကောင်းပါတယ်